ားလုံးပဲမင်္ဂလာပါဒီတရက်ကတော့နိုဝင်ဘာလ13ရက်နိုဝင်ဘာလ13ရက်နေ့မှာတော့ကိတ်เนาะကျွန်တော်တို့မျှော်လင့်ထားတဲ့တည်ငောင်းတွေဒီနေ့လာတယ်အဲ့ဒါကကျွန်တော်တို့ဒီဖက်မှာခရင်ပြင်းနေမှာ ခရင်ပြင်းနေမှာခရင်ဒီဖက်ကလက်နက်ကန်တွေပေါ့เนาะ KNU တို့ဘာတို့ကသူတို့တော့တိုက်လိုက်ပေးလိုက်တိုက်လိုက်ပေးလိုက်အဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့အဲ့ဒီဟာကဒီနေ့ကတော့တကယ့်တည်င်းထုတစ်ခုအနေနဲ့ရောက်လာတယ်အဲ့ဒီတိုက်လိုက်ပေးလိုက်တိုက်လိုက်ပေးလိုက်ရဲ့အဓိကအကြောင်းရင်းကပါလဲဆိုတော့အဲ့ဒီမှာကြားဖြတ်တော့ကြားဖြတ်ဖို့တကယ့်ကြီးစိုးတဲ့လူကတော့ကျွန်တော်တို့ DKBA တို့ BGF တို့သူတို့ကပေါင်းပြီးတော့အလိုမျိုးငွေလိမ့်နေတော့အဲ့ဒီဟာကိုနေပြီးတော့တော့ထိုင်းနဲ့တရုတ်နဲ့အရင်ဆုံးသူတို့ကဖမ်းပွဲတွေလုပ်တော့ပေါ့ဒီနင်းပွဲတွေလုပ်တယ်အဲ့ဒီဟာမပြေးဘူးဟိုတစ်ခေါက်ကဒီ ASEAN စီးပွဲမှာလာတဲ့သမ္မတနော်ထရန့်ကအဲ့ဒီမှာလာမယ်လို့ပြောတဲ့အချိန်မှာတော့တော့ကိုဖြစ်စီမှုတွေလုပ်တယ်ဆိုတော့ဒီနေ့ကတော့တကယ့်သတင်းဖို့အမေရိကကနေပြီးတော့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းလိုက်ပြီးဆိုတဲ့သတင်းအားဒါကတော့ကျွန်တော်တို့အကြရှင်ဆုံး ဟိုကြာချင်းဆုံးတည်င်းတစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီဟာတစ်ခုရဲ့နောက်တစ်ခုကကျွန်တော်တို့ MDA လာရှုကိုပေးလိုက်တယ်เนาะလာရှုကိုပေးလိုက်တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် MDA ဆိုလို့ရှိရင် အဲ့ဒီမှာအပြစ်ခတ်ရဆေးတဲ့ခါကျတော့အပြစ်ခတ်မရှိတော့ဘူးဆိုတော့အခုကတော့နှစ်ဖက်စလုံးကဆေးရည်တွေကိုအတင်းပြင်ဆင်နေတယ်ဆိုတော့အဲ့ဒီတည်င်းကလည်းတော်တော်ကိုစိတ်မစားဖို့ကောင်းတယ်ဒီနေ့ကတော့ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီမြောက်ဒီဖက်ကိုသွားရအောင်เนาะမြောက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မြောက်ဒီရဲ့တောင်ဖက်ဘလူးကြီးဆိုတာရှိတယ်เนาะအဲ့ဒီဘလူးကြီးမှာဆိုလို့ရှိရင်အဲ့ဒီမှာကက်ဆီနိုရှိတယ်ကက်ဆီနိုရှိတယ်ကက်ဆီနိုယုံကုန်နေပြီးတော့ဒီဖက်ကမာလာဖက်ကလူတွေကเนาะလက်လက်ကြီးနဲ့ပြည်တယ်ပြည်တဲ့ခါကျတော့အဲ့ဒီမှာเนาะအဲ့ဒီ ကက်ဆီနိုရဲ့ခေါင်းမိုးပေါ်မှာတက်တက်ကြတယ်နော်တက်တက်ကြတဲ့ခါကျတော့အဲ့ဒီမှာ DKPA เนาะတပ်ဖွဲ့ဝင်၂ယောက်အဲ့ဒီမှာမာလခီယာဖြစ်သွားတယ်ပြီးလို့ရှိရင်တော့ပီသူလူထုเนาะပီသူလူထုကလည်း၂ယောက်သေးတယ်ဆိုတော့เนาะအဲ့ဒီ DKPA ဘက်က၂ယောက်မာလခီယာဖြစ်တယ်ပီသူလူထုက၂ယောက်သေးတယ်ဆိုတော့ဒီဟာကတကယ်เนาะဒီဖက်မှာ၄ကောင် ီဘက်မှာလည်းတိုက်ပွဲတွေကြီးကြေဖြစ်တယ်လို့အခုနကကြေပကြေပမှာလည်းအကြီးအကျယ်နေနေမှုတွေသူတို့လုပ်တယ်เนาะအဆောက်အဦတွေအဖကုန်လက်ရတွေကိုဖျက်ဆီးတယ်ဆိုတော့ဒါကတော့တကယ့်အကြောင်းရင်းတွေရှိတယ်ဆိုတော့ဒီနေ့ကတော့เนาะတည်နေတက်လာတာအတတကယ့်เนาะလူမှုကွန်ရက်ပေါ်မှာတည်နေမီဒီယာတွေမှာကြိုက်တဲ့နေရာကိုသွားလိုက်ကြိုက်တဲ့နေရာမှာဒီအကြောင်းအရာကိုတွေးရနိုင်မယ်အဲ့ဒါကဒီ KBA ရဲ့ထိပ်ပိုင်ခေါင်းဆောင်တွေကိုနေပြီးတော့အကုန်လုံးအေးအေးယူလိုက်တယ်เนาะအေးအေးယူလိုက်တယ်အဲ့ဒီမှာတကယ့်เนาะ ဒီကောင်းဆောင်ဖြစ်တဲ့ source တိပါတယ်ပြီးလို့ရှိရင်စိုင်းကြော်လှပါတယ်ပြီးလို့ရှိရင်တော့ source စိန်ဝင်းပါတယ်အရာရှိတယ်ပဲ အဲ့ဒီဒီကေပေးမှာပေါင်ကြီးလိုပဲပြီးလို့ရှိရင်တော့ဆော့ဆတ်အောင်နော်ဆော့ဆတ်အောင်နော်ခုံချောခုံချောတယ်အဲ့ဒီကြောက်ဖြတ်မှာဆိုလို့ရှိရင်တို့လိမ့်တာတို့မသိပါဘူးတယ်နော်မသိပါဘူးတော်တော်ညယ်ရင်နေတယ်ပေါ့တို့အဲ့ဒါဘာမှမသိဘူးတို့ကကြာဖြတ်လုံးမဲ့မလုံးမဲ့တို့မသိဘူးကွန်ပျူတာရှေ့မှာပဲနေတယ်စသည်ဖြင့်ပေါက်ပြလိုက်လျှောက်ပြောတဲ့အဲ့ဒီအဖွဲ့ကအကုန်လုံးခုနကကျွန်တော်ခေါ်တဲ့နာမည်တွေအကုန်လုံးကအမေရိကကဆိုက်ရှယ်လုပ်လိုက်တယ်နော်အကုန်လုံးစီးပွားရေးပိတ်ဆို့မှုတွေလုပ်လိုက်တယ်အဲ့ဒီမှာဆိုတော့ပြီးလို့ရှိရင်ဒါမကဘူးနော်ဒါမကဘူး အမေရိကန်အစိုးရကအထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းလိုက်တယ်နော်အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်တယ်အဲ့ဒီအထူးတပ်ဖွဲ့က Second Central Strike Force အဲ့ဒီ scan လို့ခေါ်တဲ့လင်တဲ့အဖွဲ့တွေကိုတိုက်ဖို့အတွက်အထူးတပ်ဖွဲ့ကိုနေပြီးတော့ဖွဲ့စည်းလိုက်တယ်ဆိုတော့ဒါတော့တကိနော်ကောင်းတယ်တကိကောင်းတဲ့အရာပဲဆိုတော့အဲ့ဒါကကျွန်တော်တို့မျှော်လင့်ထားတာနော်မျှော်လင့်ထားတာအဲ့ဒီဟာကိုတိုက်ပါမယ်ခုနက BGF တို့ DKBA တို့ကဆိုလို့ရှိရင်အကုန်လုံးပြုတ်ထွက်သွားမယ်ပြီးလို့ရှိရင်တော့ KNU လည်းလွတ်လွတ်လပ်လပ်အဲ့ဒီမှာသူတို့တင်လို့ရတော့မယ်နော်တင်လို့ရတော့မယ်ဆိုတော့အခုကတော့အဲ့ဒီတပ်ဖွဲ့ကိုတို့အကုန်လုံးနေနေဖို့ကကျွန်တော်တို့ KNU နေနေရစရာမလိုဘူးဆိုတော့အခုကထိုင်းကလည်းသူတို့ကြီးညာထားပြီးသားစစ်ကြီးညာပြီးသားဒီကြားဖြန့်ကိုစစ်ကြီးညာပြီးသားတော့ထိုင်းကလည်းစစ်ကြီးညာပြီးသားအခုအမေရိကလည်းအထုတပ်ဖွဲ့ကိုဖွေးစီလိုက်ပြီးပြီးလို့ရှိရင်တော့စောဆက်အောင်တို့အဖွဲ့၄ယောက်ကိုအကုန်လုံးဆိုင်ရှင်လောက်လိုက်ပြီဒီ KBA ဖက်ကအတားကနော်အဲ့ဒီမှာ BGF ဖက်ကလူတွေကတော့အရင်ဆုံး ိတ်ဆို့ခံရတာเนาะ US ကပိတ်ဆို့တာဆိုတော့အဲ့ဒီမှာဒီကြားဖြန်လုပ်ငန်းတွေကိုနှီးနှဲဖို့အတွက်ဒီစင်တာဟာဆိုလို့ရှိရင်ဒီအထုတက်ဖွဲ့ဟာဆိုလို့ရှိရင်ဘယ်မှာရှိတဲ့ကြားဖြန်တွေကိုလည်းအဲ့ဆိုရဲဟာကိုအတိအကျပြောထားတာရှိတယ်ဆိုတော့အဲ့ဒီမှာကတော့ကျွန်တော်တို့မာလာအိုကမ်ဘောဒီးယားအဲ့ဒီနိုင်ငံတွေမှာရှိတဲ့ကြားဖြန့်တွေကိုနှီးနှဲဖို့အတွက်အထူးတပ်ဖွဲ့ တွေဖွဲ့စည်းလိုက်ပြီးဆိုတဲ့ဟာကတကယ်တတင်းကောင်းတွေဖြစ်တယ်ဆိုတော့အဲ့ဒီကြားဖြန့်ရွှေကုတ်ကိုနော်ရွှေကုတ်ကအဓိကဌာနချုပ်ပဲ KK ဖကတေးဖွဲ့ပဲရှိသေးတယ်နော်အဲ့ဒီရွှေကုတ်ကိုမလာသေးဘူးရွှေကုတ်ကိုလာနိုင်မယ်အခုဟုတ်ဘလုံးကြီးတော့ဘာလို့လဲဒီမာလာဖက်ကတွတ်တော့ကိုပြည့်နေပြီလက်နေကြီးနေနဲ့ပြည့်တယ်ဖြက်စီးတယ်အခု KK ပါတော့ဘာလို့ဆိုရင်နော်အဆောက်ပေါင်း150ကျော်လောက်ဖြစ်စီတယ်လို့ပြောတယ်အမှန်တော့အဲ့ဒီမှာရှိတာ148လုံးဆိုတော့အရင်တစ်ခေါက်ထုတ်ပြန်တာက130နဲ့တစ်လုံးကိုသူတို့ အကုန်လုံးဖြက်စီလိုက်ပြီးကျန်တဲ့ဟာအကုန်ဖြက်မယ်လို့ပြောတယ်နောက်တည့်ရမှာပဲအကုန်လုံးဖြက်ပြီးပြီဆိုပြီးမှတော့ထုတ်ပြန်တယ်ဒါကတော့လက်စားဖြောက်တာနော်လက်စားဖြောက်တာတို့အမေရိကဝင်လာတော့မယ်ဆိုတာသူတို့ငကိုကလေးကတိထတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ထူးဆန်းပါတယ်လို့နော်အရင်တော့ကဒီဒီရုပ်နဲ့ဒီထိုင်းတဲ့လုံးတုံးကအဲ့လောက်ထိဘလုတ်ပလေးအဆောက်အဦတွေကိုနော်မိုင်းခွဲတာတို့ဖြက်စီတာတို့အဲ့ဒါတော့မလုပ်ဘူးအခုလုတ်လာတယ်ဆိုတော့အဲ့ဒါနော်အဲ့ဒီအရေးအယုံကိုသူမြင်တယ်ဒီအာဆီယံအစည်းအဝေးမှာနော်တမနာထရန်တက်လာတော့ကတမနာထရန်တော့ဘာမှမပြောပါဘူးနော်ပြန်သွားတယ် ဒါပေမဲ့အဲ့ဒီဟာကိုသူတို့သိတယ်เนาะသိတဲ့ခါကျတော့အခုသိတဲ့အတိုင်းပဲအခုလာပြီလာပြီเนาะအဲ့ဒါတကယ်သတင်းကောင်းပဲသတင်းကောင်းပဲအဲ့ဒါမှအဲ့ဒီ DKBA တို့ BGF တို့အမျိုးပြုတ်သွားမယ်အမျိုးပြုတ်မှပဲအခုဒီရင်ပြင်နေမှာဆိုလို့ရှိရင်သူတို့အချင်းချင်းတိုက်စရာမလိုတော့ဘူးเนาะအဲ့ဒီမှာပြီးသွားပြီဆိုတော့ဒါကတော့တကယ်เนาะဒီသတင်းကိုပြောတယ်ပြောတယ်ဆိုတာ

with the crime extending increasingly to the Western Hemisphere and Sub Saharan Africa. Those numbers have likely grown significantly as criminal operations relocate in response to Beijing's crackdown in some places in Burma and Thailand. ဒီထုတ်တဖွဲ့ဖွဲ့စည်းတယ်လို့တရားဝင်ကြေညာလိုက်တဲ့နိုမာ၁၂ရက်နေ့မှာပဲဒီမိုကရေစီကြိုးပြုခရင်တက်မတော် DKB ရဲ့ပါဝင်အဖွဲ့ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့စစ်ဦးစီးချုပ်ဘူချုပ်ကြီးစောစတီစစ်ရေးချုပ်ဘူမူကြီးစောစိန်ဝင်း စီဦးစီးအရာရှိချုပ်ဘူချုပ်စောဆန်းအောင်နဲ့ဘူမှုချုပ်ဆိုင်ကျော်လာတို့ကိုအမေရိကန်ဗန်နာရေးဝင်ကြီးဌာနရဲ့ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးယုံ OFAC ကအရေးယူတန်းခတ်ပိတ်ဆိုလိုက်ပါတယ်နောက်တစ်ခုကရန်ကုန်မန္တလေးအမြန်လမ်းအဲ့ဒီမိုင်တိုင်း136အဲ့ဒီဂိတ်ကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်အဲ့ဒါကနေပြီးတော့နေမြေနေပြီးတော့တက်ကုန်း မြို့နေမှာဖြစ်တယ်เนาะအဲ့ဒီဂိတ်ကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစစ်သားနှစ်ယောက်ဖေတယ်အဲ့ဒီမှာဘုတ်တူကပြင်းထန်နေရရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါလည်းပဲတည်င်းကောင်းပဲဘာဖြစ်လို့ဆိုတော့အတ္တကနေပြည်တော်ရဲ့ဂိတ်လုံခြုံတဲ့နေရာတွေစစ်တပ်မြို့တွေဖြစ်တယ်ဆိုတော့အဲ့ဒီမှာတောင်မှဝင်ပြီးတော့ကျုံးနိုင်လေဆိုတော့အဆင့်ကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကကျန်ဖို့ပါတီเนาะကျန်ဖို့ပါတီကသူကပြောတယ်ဒီစစ်တပ်ကချမှတ်ထားတဲ့နိုင်ငံရေး policy နိုင်ငံရေးလမ်းစဉ်အတိုင်း တို့ရှင်းသုံးမဲ့တို့နိုင်မယ်ဆိုတာအသေးချာသိပြီเนาะအဲ့ဒါကဘယ်သူပြောလဲဆိုလို့ရှိရင်ဥက္ကဋ္ဌเนาะဒီကျန်းဖွဲ့ရဲ့ဥက္ကဋ္ဌခင်ကြီးကနေပြီးတော့ပြောတယ်เนาะစစ်တပ်ကချထားတဲ့ policy တိုင်းပဲအဲ့ဒီကတော့စစ်တပ်အုပ်ချုပ်သူလိုပဲသူတို့အုပ်ချုပ်မယ်ဒါပဲเนาะစစ်တပ်လုပ်သူလိုပဲသူတို့ကြိုက်တယ်เนาะကြိုက်တယ်အဲ့ဒါကိုသူတို့လုပ်တယ်ပြီးတဲ့တိုင်းပဲလေအဲ့ဒီမှာဒီအမတ်လောင်းတွေကသူများကဟိုဘက်က uniform ချုပ်ပြီးတော့အကုန်လုံးဝင်လာလေသူတို့နိုင်မယ်ဆိုတာအကုန်သိပြီလေပြီးတဲ့ခါကျတော့အကုန်လုံးစစ်တပ်ကိုဝင်ပြီးတော့နေရာယူတာဆိုတော့ သူတို့နိုင်လည်းမထူးဘူးလေစစ်တပ်စစ်တပ်ပဲอ่ะเนาะဒီပြပြသူတို့ထုတ်တယ်မုံလာလေအဲ့ဒါပဲเนาะစစ်တပ်ကိုပါတဲ့အတွက်ကြောင့်ဒါမုံနေတာလွတ်တော်မှာစစ်တပ်ပါနေတယ်25ရခိုင်နှုန်းဆိုတော့အဲ့ဒါကိုမလို့ချင်တာလေအခုအဲ့ဒါကိုလို့တော့ပြသူတို့ချင်တာပေါ့သူတို့လူတွေတော့သူတို့ထင်မှာပါသူတို့တို့သူတို့လည်းသူတို့မှာသူတို့လူနဲ့သူတို့ရှိတယ်လေဆိုတော့ငါချက်ဒီစစ်တပ်ကနာချမှတ်ထားတဲ့လမ်းစဉ်အတိုင်းပဲနိုင်ငံရဲ့မူဝါဒအတိုင်းပဲ policy အတိုင်းပဲသူတို့တော့ချင်းသုံးမယ်ဆိုပြီးတော့ဒီနေ့ဖောက်ထုတ်လိုက်တယ်ဒါကိုကြည့်ချအားဖြင့်စစ်တပ်ရဲ့လုံးမှု ဘယ်လောက်ရှိလဲဆိုတာအဲ့ဒါကိုကြည့်ချင်အဖြစ်ကျွန်တော်တို့သိနိုင်တယ်နော်နောက်တစ်ခုကစကားစကားဒီအော်တိုဘာလာနော်တလအတွင်းမှာဆိုလို့ရှိရင်ဘုံချေးတယ်ဘုံချေးတဲ့ခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်းဘလောက်သေးလဲဆိုလို့ရှိရင်185ယောက်သေးတယ်ပြီးလို့ရှိရင်တော့ဒါရရရှိတဲ့လူက925ယောက်ရှိတယ်ဆိုတဲ့ဟာကို NUG ကနေပြီးတော့ထုတ်ပြန်လိုက်တယ်ဆိုတဲ့တင်ကိုတွေ့ရမယ်နောက်တစ်ခုက last show show နေပြီးတော့ Mandalay ဖက်ကိုပေါ့အဲ့ဒီဖက်မှာအဲ့ဒီပြည်ထောင်စုလက်မှာရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်နောင်မုံရဲ့ဒီဘက်မှာတန်ရန်ရဲ့ မိုင်းရရဲ့အဲ့ဒီမြို့ဖက်ကိုသွားတယ်အဲ့ဒီနံပေါင်နဲ့ဟိုရရွာမှာ MND ရဲ့တပ်ဖွဲ့တွေရှိတယ်အဲ့ဒီတပ်ဖွဲ့တွေကိုအကုန်လုံးဆုတ်ပစ်ဖို့အတွက်အဲ့ဒီလရှုမှာရှိတဲ့စင်နကောင်အဲ့ဒီဟိုတီမာနေပြီးတော့သူတို့ဆွေးနွေးတယ်နောက်ဆွေးနွေးတဲ့ခါကျတော့ဒီဖက်ကလရှုကိုပေးပေးပြီးတော့ထပ်ထပ်ထပ်တောင်းလာတယ်အဲ့ဒီပြရတော့ဒီတိုက်မဲ့လေအဲ့ဒီ TNL လေးခြေလိုက်ခြေလိုက်မယုံရင်ခြေလိုက်အခုလရှုမှာ ေးလိုက်ပြီပေးလိုက်တဲ့နောက်ပိုင်းမှာသူတို့ကရပြီအဲ့ဒီမှာအကုန်လုံးအခြေချလို့ရပြီဆိုလို့ရှိရင်အကုန်လုံးနေရာယူလိုက်ပြီခိုင်မာလောက်လိုက်ပြီဆိုတော့နောက်ထပ်တိုးတောင်းတယ်နောက်ထပ်တိုးတောင်းတယ်နောက်ထပ်တိုးတောင်းနေမှာပဲတောင်းနေဦးမှာပဲတတောင်းစားတွေပေါ့ဆိုတော့သူတို့တိုက်လို့ရတာမဟုတ်ဘူးတတောင်းစားတွေကတောင်းပြီးတော့ရတာနော်ဆိုတော့အခုအဲ့လိုမျိုးတောင်းတယ်တောင်းတဲ့အခါကျတော့ဖះလည်းမပေးနိုင်ဘူးနော်မပေးနိုင်တဲ့အခါကျတော့အခုကဲဆေးရည်တွေပြင်ဆင်နေတယ်ဆိုတဲ့သတင်းလေးနော်ဒီနေ့ထွက်လာတယ်ထွက်လာတယ်ဆိုတော့ဒါလည်းသတင်းကောင်းပဲနော်ထွက်လာလို့ရှိရင်ဒီတစ်ခေါက်နော်တက်သူညာနှစ်ခေါက်ရဲ့တတိယ line လာတော့ မလာအမျိုးပြုတ်ပြီးသားမလိုက်နော်မလာအမျိုးပြုတ်ပြီးဟင်လားသေးပြီအဲ့ဒီမှာထပ်ဆော်လို့ရတော့နော်အဲ့ဒီမှာ MDA ထပ်ဆော်မယ်ပြီးတော့ TN လည်းထပ်ဆော်မှာပဲဆိုတော့အဲ့လိုမျိုးထပ်ဆော်လို့ရတော့ပွားပြီးဒီခေါက်လိုက်ရတော့သူတို့တားလို့မနိုင်တော့တော့တက်တညာနေခေါက်ပထမဒုတိယအခုတတိယလိုင်းလာလို့ရတော့ပွားပြီးအခုအဲ့ဒီမှာတင်းမာနေတယ်စီးရတင်းမာနေတယ်အခု MDA နဲ့နော်အကြီးကြီးပြင်ဆင်နေတယ်ဖျက်လက်စီးပြင်ဆင်နေတယ်ဟိုဖက်မှာလည်း စေးပြစင်းနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ထုံးလေးလကောင်းပဲဘာဖြစ်လို့ဒီဖက်မှာအမေရိကကဒီသမ္မတဒီအာဆီယံစည်းဝေးမှာလာတယ်လာပြီးတော့လက်မှတ်ထိုးပေးတဲ့ဒီကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ပြစ်ခတ်ရစေတယ်အပြစ်ခတ်ရစေတဲ့ဟာကိုသူတို့လက်မှတ်ထိုးထားတဲ့ဟာကိုသူတို့ကဘာလုပ်လဲဆိုတော့ကမ္ဘောဒီးယားဖက်ကဒီဒီဆက်မှာမိုင်းလို့ကိုလုံးထောင်ထားတယ်ထောင်ထားတဲ့ခါကျတော့ဒီပြတ်တော့မချင်နိုင်ဘူးပေါ့နော်သူတို့လိုလိုလာလာထိုးတဲ့လက်မှတ်မဟုတ်ဘူးအဲ့ဒါကြောင့်သမ္မတထရက်ကလိုပဲစုမရတာဒါပဲနော် ီဖက်ကတကယ်စစ်ပြင်းငိမ့်ပြီးတော့ကောက်ကောက်မော်မော်ညှိနှိုင်းပြီးတော့ရတဲ့ဟာတွေမဟုတ်ဘူးဖိအားနဲ့လုံးတဲ့ခါကျတော့တို့ပြစ်ခတ်လိုက်ရက်စေးလိုက်တယ်ဒါပေမဲ့အခဲမကြည့်ရအောင်မကြည့်တော့အဲ့ဒီနေဆက်မှာဆိုလို့ရှိရင်ဒီဖက်ကထိုင်းဖက်ကနော်နှစ်ယောက်ထိတယ်နော်အဲ့ဒီမှာစစ်တပ်နှစ်ယောက်ထိတယ်မိုင်းထိတယ်မိုင်းထိတဲ့ခါကျတော့ဒီဖက်ကလက်နဲ့ကြည့်လက်ဖြစ်တယ်ပြစ်တော့ဟိုဖက်မှာပြည်သူတယောက်ပေးတယ်၅ယောက်တန်ရရတယ်ဆိုတော့အဲ့ဒီကနေစတော့အခုထိုင်းချင်ညာလိုက်ပြီနော်ပြစ်ခတ်ရက်စေးရင်ပြက်ပြေသွားပြီဆိုပြီးတော့နော်အာစီယံမှာအဲ့ဒီမှာ နော်အတိတ်တည်တွေနဲ့လက်မှတ်ထိုးတာသမတအမေရိကန်သမတကိုယ်တိုင်ကလက်မှတ်ထိုးတာအခုပြက်ပြီနော်ပြက်ပြီဆိုပြီးမှအခုထိုင်ခတ်ကျင်ညာတယ်ထိုနေ့လောက်ကောင်းပဲအခုလာရှိုးရလဲမကြဘူးဒီတရုတ်ကလုတ်တဲ့ညင်းချမ်းရဲ့စစ်ဆက်ညင်းနိုင်ရဆိုလို့ရှိရင်နော်ပြက်ပြေဖို့အတွက်နော်ဒီနေ့ဟိုဖက်ကပြင်နေပြီဒီဖက်ပြင်နေပြီနော်အသင့်အနေထားမှရှိနေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့ဒါလည်းတည်ငောင်းပဲနော်တည်ငောင်းပဲဆိုတော့ဒီနေ့အားလုံးကိုပြန်ပြီးတော့ချုပ်လိုက်လို့ရှိရင်တကယ်တည်ငောင်းတွေကပါလဲဆိုလို့ရှိရင် USA ကနေပြီးတော့အကုန်လုံး သူ့ရဲ့တပ်ဖွဲ့တွေကိုတကိတ်အခိုင်မာလုပ်လိုက်ပြီเนาะအထုတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီအဲ့ဒါကအတိကခေါင်းစဉ်ကပါလဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ဒီကြားဖြတ်တွေကိုတိုက်ထုတ်မယ်ပြီးလို့ရှိရင်လာအိုကိုအမြင့်ပြတ်ချိန်မုံမယ်လာအိုမှာရှိတဲ့ကြားဖြတ်တွေပြီးလို့ရှိရင်တော့ကမ္ဘောဒီးယားเนาะကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြတ်တွေကိုအကုန်လုံးเนาะအမြင့်ပြတ်အောင်ချိန်မုံသွားမယ်ဆိုပြီးတော့ပြောတယ်ပြောတဲ့ခါကျတော့အခုထိုင်းနဲ့အမေရိကန်နဲ့ပေါင်းလို့ရှိရင်တော့သွားပြီး အဲ့ဒါကတကယ်တည်ငောက်ဒီနေ့အတွက်ပြီးလို့ရှိရင်တော့ last show ကိစ္စဒီ MND ရဲ့ကိစ္စလည်းတော့ဒီနေ့အတွက်တကယ်တည်င်းထူတခုနေလဲကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ November 7ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ